အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာဖို့အတွက်ကျွန်တော် HMM Live Channel နဲ့ပြန်လည်ပြီးခါမှကြိုဆိုပါရစေ။ဆိုတော့ HMM Live Channel ကိုကြည့်ရှုအားပေးတဲ့ဖခင်ရဲ့တာသမီအားလုံးပေါ်မှာဖခင်ရှင်ကောင်းချီးပေးပါစေ။ဆိုတော့လွန်ခဲ့တဲ့ပတ်တုန်းကကျွန်တော်ပြောပြီးသွားပါပြီ။ဖခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့ခါမှာအရေးကြီးဆုံးသောအချက်၃ချက်ဒါမိတ်ဆွေတို့ပြန်ပြီးခါမှသတိရသလား။ဆိုအဲ့ဒါလေးကိုကျွန်တော်မိခင်မှာဆက်ကဆူတောင်းအနှံကြရအောင်။တန်ရှင်းတဲ့ဖခင်နာမတော်ချီးမွမ်းနေ ကိုရောဒီနေ့မှာကိုရဲ့နှုတ်တော်ထွက်ကိုတင်လှည့်ပြီးခါမှလေ့လာတဲ့ခါမှာ ာရွက်ကိုတဲ့နှုတ်တော်ထွက်ရဲ့နည်းနည်းချင်းများကိုနားလေသဘောပေါက်ပြီးအတွင်းလူလို့ခေါ်တဲ့ဝိညာဉ်ရေးပိုင်းမှာတာရွက်ရင့်ကျက်ပြီးမှကိုတဲ့ဘုံတော်ထင်ရှားစေနိုင်တဲ့တာသမီအရောက်စီတိုင်းဖြစ်ပြီးကိုတဲ့နိုင်ငံတော်တာရွက်ကျေပြတ်နိုင်ရန်လို့ကတာရွက်အမှုတော်မြတ်မှာပါဝင်တတ်တဲ့ကိုတဲ့တာသမီရောက်စီတိုင်းဖြစ်နိုင်ရန်လို့ကလည်းမဆာပေးတော်မူပါဤနှုတ်တော်ထွက်ကိုကြီးရှုတဲ့တာသမီအရောက်စီတိုင်းနဲ့ဟောပြောသူအရောက်စီတိုင်းရဲ့တက်တာမှာလည်းကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါယေရှုနာမဖြင့်ဆုတောင်းဆက်ကနှံကြပါ၏ဖခင်အာမင် ဆိုတော့ဆက်လက်ပြီးမှကျွန်တော်ခုနပြောသွားတဲ့မေခွန်းလေးကျွန်တော်ဆက်လက်ပြီးမေးချင်ပါတယ်လွန်ခဲ့တဲ့ဘတ်တောင်းကျွန်တော်ပြောတဲ့အချက်၃ချက်ပြန်ပြီး3ရတယ်လားနံပါတ်၁ချက်ကဘာလဲနှုတ်ကပတ်တော်ရဲ့အဓိကအချက်ကိုလေ့လာတတ်တော်သူဖြစ်ရမယ်နံပါတ်၂ချက်ကဘာလဲနံပါတ်၂ချက်ကနှုတ်ကပတ်တော်ကိုအာကုံဆောင်ပြီးခါမှာအမြဲတမ်းရွတ်ဆူတတ်တဲ့အချင်းရှိတော်သူများအလွတ်ချက်မှတ်တတ်တဲ့အချင်းရှိတော်သူများဖြစ်ဖို့သိပြီးခါမှာအရေးကြီးပါတယ်နောက်ဆက်နံပါတ်၃ချက်ကဘာလဲပြန်3ရမလို့ထင်ပါတယ်နော် နံပါတ်3ချက်ကဘာကိုပြောထားသလဲဆိုရင်ကျွန်တော်တို့ရဲ့အတ္တဓာတ်အထဲမှာနှုတ်ကပတ်တော်ကိုရှင်တွဲပြီးခါမှလေ့လာတတ်တဲ့ဘုရားရဲ့သာသမီတွေဖြစ်ဖို့သိပြီးခါမှအရေးကြီးတယ်။အဲ့အချက်3ချက်ကနှုတ်ကပတ်တော်ကိုလေ့လာပြီးဟေ့ကိုယ်လည်းဘုရားရဲ့အလိုတော်အသက်ရှင်ပြီးဝိညာဉ်လူဖြစ်ပြီးဟေ့ဆိုရင်ဒီနည်းစနစ်အချက်3ချက်ဖြင့်ကျွန်တော်ကလေ့လာကြမှာဖြစ်တဒါလွန်ခဲ့တဲ့အပိုင်တုန်းကကျွန်တော်ပြောပြသွားပါပြီ။ဆိုတော့အခုမှကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုအတိအကျကျွန်တော်လေ့လာတဲ့ခါမှဘယ်အချက်တွေကိုကျွန်တော်လေ့လာကြမလဲ။ ကဘာဦးချမ်းကိုလေ့လာမစုံဘလို့နေတဲ့အဓိကအချက်ကိုကျွန်တော်နားလေသဘောပေါက်နိုင်မလဲဗျာဒိတ်ချမ်းကိုလေ့လာတဲ့အခါမှာဘလို့ကျွန်တော်နားလေသဘောပေါက်နိုင်မလဲဖမောက်ရချမ်းကိုကျွန်တော်လေ့လာတဲ့အခါမှာဘလို့သဘောပေါက်နိုင်မလဲခရီးဝင်ဂျန်နီကိုလေ့လာတဲ့အချိန်မှာအဓိကအချက်ကိုကျွန်တော်ဘလို့အားဖြင့်နားလေသဘောပေါက်နိုင်မလဲဒါကတိတ်ပြီးမှအရေးကြီးပါတယ်အဓိကဘုရားရဲ့နှုတ်ကပတ်တော်ကိုကြည့်တဲ့အခါတိုင်းမှာအားလုံးမှာအနှစ်သာရတွေရှိတယ် ဲ့အနှစ်သာရကိုယူပြီးကျွန်တော်ဟောပြောနိုင်မှဒါလည်းဘုရားသခင်အလိုတော်အတိုင်းကျွန်တော်ရဲ့အတွင်းလူကတဏီပြီးတဏီကြီးထွားမှာဖြစ်တယ်။ဒီခန္ဓာကိုယ်ကြီးကြီးထွားဖို့တက်ကိုကျွန်တော်အာဟာရဓာတ်ပိပိဝဝဆရာဝန်ကြီးရဲ့ညွန်ကြားထားတဲ့အတိုင်းစားတဲ့အခါမှာခန္ဓာကိုယ်ကြီးထွားတယ်ကြီးမာတယ်ညာရေဖွံ့ဖြိုးတယ်အယံလှပါတယ် တမ်းမာတဲ့ခန္ဓာကိုယ်ကြီးရသလိုဖះရဲ့နှုတ်ကပတ်တော်ရဲ့အဓိကအာဟာရနဲ့ပြည့်ဝတဲ့ကျွန်တော်အနှစ်သာရအဲ့ဓာရီကိုကျွန်တော်ကဝိညာဉ်လူက စားသုံးမှသာလင်းလှပဝါပြုပြဖះသခင်ရဲ့အလိုတော်အတိုင်းရှောက်လန်းနိုင်တဲ့အတွင်းလူဖြစ်လာမှာဖြစ်တယ် မှသာလျှင်ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားနိုင်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်မယ်။ဒါမှသာလျှင်လောကရဲ့အလင်းလောကရဲ့စားဆိုပြီးကမှရှင်မတေခရစ်ဝင်ကြခန်းကြီး၅ထဲမှာပေါ်ပြပေးတယ်လို့ကျွန်တော်တို့ကလောကလေးနေဖြစ်နိုင်မှာဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာပြန်ပြီးခါမှလေ့လာဖို့လိုအပ်ပါတယ်။အဲကြောင့်ဘုရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာအဓိကချက်ကိုလေ့လာဖို့ဆိုရင်ဘာစပြီးမှလောက်ရမလဲဆိုရင် တော့ပေါ့လားဗာလေးလဲ question mark ပါမေခွန်းအရင်ပြီးစာမေးဖို့လိုအပ်ပါတယ်အဲ့ကြောင့်ကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာတော့မယ်ကျန်းစာအုပ်တီကိုကျွန်တော်တအုပ်ပြတအုပ်လေးလာတော့မယ်တပိုက်ပြတပိုက်လေးလာတော့မယ်အဲ့ဆိုကျွန်တော် question mark နဲ့အများတိုင်းရေးဖို့စတင်ဖို့သိပြီးမှရေးကြည့်ပါတယ်အဲ့တော့အင်္ဂလိပ်လိုမှဆိုဘာလို့ပြောလဲဆိုရင် WH question နဲ့စာပြီးမေးဖို့လိုအပ်တယ် အဲကြောင့်နံပါတ်1အနေနဲ့ဘယ်ຢာတွေနဲ့ကျွန်တော်တို့ကမင်းရမလဲဘယ်အချိန်မှဒီကျန်းစာကို ရေးထားတယ်လဲဒီဖရားရဲ့နှုတ်ကပတ်တော်ကိုဘယ်အချိန်မှရေးထားတယ်လဲဆိုတော့တိဖို့သိပြီးခါမှရေးကြည့်ပါလေဒီအချိန်မှရေးတဲ့ခါမှသူတို့ခက်ခါနဲ့ဘယ်ချိန်လုံးကရေးတယ်လဲဆိုတာကသိပြီးမှရေးကြည့်ပါလေဘာလို့လဲဆိုစကားဆိုတာက စာပေဆိုတာကခက်တခက်တခက်ပြီးခါမှပြောင်းလဲတတ်ပါလေဘန်စကားတွေ နော်ဆိုတော့ကျွန်တော်ခေတ်ကာလမှာလည်းဘန်းစကားတွေဒီခေတ်မှာဆိုရင်တသိန်း2သိန်း3သိန်းဆိုရင်တော့တပုံးနှစ်ပုံးသုံးပုံးအရင်ကကျွန်တော်တို့ငယ်တော့ကဆိုဒီစကားတွေမရှိခဲ့ဘူးပေါ့အဲကြောင့်ဘန်းစကားတွေထွက်လာတဲ့အခါမှာအရေးအသားရဲ့ခုနှစ်ကိုကျွန်တော်သိမှသာလင်း original text ကိုကျွန်တော်ပြန်ပြီးမှလေ့လာမှသာလင်းဖျားသခင်ရဲ့ဆိုလိုရင်းကိုကျွန်တော်နားလေသဘောပေါက်မှဖြစ်တယ် ။နော်အဲ့ဒါကြောင့်ကျွန်တော်နံပါတ်၁ချက်အနေနဲ့ပြောစရာအများကြီးရှိပေမယ့်အဓိကအနှစ်သာရကတော့အခုကျွန်တော်ပြောတဲ့အရာဘယ်အချိန်တုန်းကရေးတာတာတလဲဆိုတာကသိပြီးခမှာရေးကြည့်ပါရစေ။ဥပမာကျွန်တော်ခုနပြောသလိုတပလင်း၊နှစ်ပလင်း၊၃ပလင်း၊တပုံး၊ပုံး၊သုံးပုံး။ဘောခဲ့ဒီစကားတွေကနောက်10နှစ်လောက်ဆိုတော့တုံးတော့မယ်လို့မထင်ဘူးဒီခေတ်ကျွန်တော်ခေတ်မှာရေးထားတဲ့လူကတပုံးနှစ်ပုံးနဲ့ရေးထားလိုက်မှာ ဲ့ဇာကုနောက်10နှစ်လောက်မှကြံတဲ့လူတွေကဖတ်လိုက်လို့ရှင်သူတို့နားလဲမှာမဟုတ်ဘာလို့ဆိုလို့တလဲနားလဲနိုင်ဖို့တော့ကိုဒီခေတ်ကာတော့ကအတုံးလုံးကိုပြန်ပြီးလေလာမှသာလင်းအော်ဒါကတသိန်းနှစ်သိန်းကိုဆိုလို့ပါလားဆိုနားလဲသဘောပေါက်တယ်လို့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုလေလာတဲ့အခါမှာကျွန်တော်တို့ကဘာလို့ဖို့လို့ဆိုဘယ်အချိန်မှ ရေးသားတဲ့စာကြီးလဲ အဲ့ချိန်တော့ငါအတုံးနှုံးကဘာတွေလဲဆိုတော့ဘာအတွက်ကိုဘလုံနေတဲ့စကလုံးတွေတုံနှုံးတယ်လဲဆိုတာကိုကျွန်တော်တို့သိဖို့သိပြီးခါမှအရေးကြီးပါတယ်။ဒါကြောင့်နှုတ်ဘတ်တော်ကိုလေ့လာတဲ့အခါမှာဘယ်အချိန်မှရေးထားတယ်လဲဆိုတဲ့ဟာကသိပြီးမှအရေးကြီးပါတယ်။နောက်မေခွန်းကဘာလဲဆိုရင်ဘသူရှိမှရေးထားတယ်လဲ။ဘသူကလည်းဘသူရှိမှရေးထားတဲ့စာဆောင်ဖြစ်တယ်လဲ။ဖယားကနဲ့ဣတိလလူကိုရေးထားတဲ့စာလား။ပရောဖက်ကနဲ့ဣတိလလူတွေကိုရေးထားတဲ့စာလား။ ရှင်ပေါလုကလည်းဘသူရီကိုရေးထားတဲ့စာလဆိုတော့ကျွန်တော်တို့ကနားလေသဘောပေါက်ဖို့သိပြီးခါမှရေးကြည့်ပါတယ်။အဲကြောင့်ဘသူရှင်မှာရေးထားတဲ့စာလေဆိုတော့ကိုကျွန်တော်နားလေသဘောပေါက်ဖို့ရေးကြည့်ပါတယ်။ဒါမှသာလေနှုတ်ကပတ်တော်ရဲ့ဆိုလိုရင်ကျွန်တော်နားလေသဘောပေါက်နိုင်မှာဖြစ်တယ်။နောက်မေခွန်းကပါလဲဆိုရင်မိတိခံစားချက်ဖြင့်ရေးထားတယ်။ဘာခံစားချက်နဲ့ရေးထားတယ်လဲ။ချစ်ချင်းမြတ်တာခံစားချက်နဲ့ပဲသူရေးထားသလားတရီပေးထားတဲ့အရာအဖြစ်မဲ့သူရေးထားသလား ွေ့ရနေအသက်ကိုဘယ်လိုအနေနဲ့အသက်တာရှောက်လိုင်းရမလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပဲရေးထားသလားဘယ်လိုအနေနဲ့ရေးထားသလဲဆိုတာစာရေးသူရဲ့ခံစားချက်ကိုကျွန်တော်နားလေသဘောပေါက်ဖို့သိပြီးခါမှရေးကြည့်ပါတယ်။အဲကြောင့်ဘယ်အချိန်မှဒီအရာကိုရေးထားသလဲဆိုတာကိုဘယ်ခံစားချက်နဲ့ရေးထားသလဲရှင်ပေါ်လူရေးထားတဲ့စာဆောင်တွေကိုဖတ်တိုင်းဖတ်တိုင်းမှာရှင်ပေါ်လူကသူရေးထားတဲ့အသင်းတော်တွေကိုဘယ်လိုဖြစ်စေချင်တယ်လဲဆိုတော့ရှင်ပေါ်လူရဲ့ခံစားချက်ကိုကျွန်တော်နားလေသဘောပေါက်နိုင်ပါတယ်။ နော်နောက်ပြီးခါမှာနောက်မင်းခွန်းတစ်ခုကဘာကြီးရွယ်ချက်ဖြင့်ရေးထားတယ်လဲဒီစာဆောင်ကိုဖတ်လိုက်ခြင်းအပြင်ဘုရားသခင်ကသူ့ရဲ့လူမျိုးတွေကိုဘာကြီးရွယ်ချက်ကြောင့်ဒီနှုတ်ကပတ်တော်ကိုပေးထားလဲသခင်ခရစ်တော်ကကောသူ့ရဲ့နောက်လိုက်တမန်တော်တွေနဲ့သူ့နောက်လိုက်တဲ့လူအလုံးကိုဘယ်လိုမျိုးရည်ရွယ်ချက်အပြင်ဟောပြောပေးထားတယ်လဲရှင်လူကာကကောဘယ်လိုအနေနဲ့ရှင်ယောဟန်ရှင်ယာကုတ်တို့နော် ရှင်ပေတယုရူရိကကောဘယ်လိုမျိုးရည်ရွယ်ချက်အားဖြင့်ဒီဖရာရဲ့နှုတ်ကပတ်တော်ကိုရေးထားတယ်လဲဘယ်လိုမျိုးရည်ရွယ်ချက်အားဖြင့်ရေးထားတယ်လဲဆိုတော့နားလေသဘောပေါက်မှသာလဲစိတ်မှနဲ့ဖရာရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဟောပြောနိုင်မှာဖြစ်တယ်။နောက်မေခွန်းကဘသူရေးတယ်လဲဒီစာဆောင်ကို ူကရေးထားတဲ့စာဆောင်လဲဆိုတာတိဖို့လဲသိပြီးမှအရေးကြီးပါတယ်။ Prophet ရေးထားတဲ့စာဆောင်လားတမန်တော်ကြီးရေးထားတဲ့စာဆောင်လားဘုရားခရစ်တော်ကိုယ်တိုင်ကတုံ့တင်ပေးထားတဲ့စာဆောင်လားဘုရားသခင်ကိုယ်တိုင်က ပြောထားတဲ့စကားလားအဲ့ဒါကသိပြီးခါမှအရေးကြီးပါတယ်။မဟုတ်ဘူးမမေခွန်းကပါလဲဘယ်အခြေအနေမှာရေးထားတယ်လဲဒီစာဆောင်ကိုရေးနေတဲ့အချိန်မှာဘယ်အခြေအနေမှာရေးထားတယ်လဲ ဘလိုမျိုးသူတို့ရဲ့ပတ်ဝန်းကျင်နေထားဖြစ်နေတဲ့အချိန်မှာရေးထားတယ်လဲဥပမာပေါ့နော်ရှင်ပေါလုကစာဆောင်ရေးတယ်ရေးတဲ့အခါမှာယောမထောင်ထဲမှာရှိနေတဲ့အချိန်မှာရေးတာလားသို့မဟုတ်သူထောင်ထဲမှာမနေဘဲနဲ့အပြင်ကနေရေးထားနေတဲ့အချိန်ဖြစ်သလား ဘယ်အချိန်မှဒီစာဆောင်ကိုသူရေးနေတယ်လဲဆိုတဲ့အရာတွေကိုကျွန်တော်နားလေသဘောပေါက်မှတာတင်တာရွတ်အဆင်ပြေမှဖြစ်တယ်။တာရွတ်အဓိပ္ပာယ်ရှိမှဖြစ်တယ်။တာရွတ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုနားလေသဘောပေါက်နိုင်မှဖြစ်တယ်။နောက်ဆုံးအနေနဲ့ why ပေါ့နော်ဘာကြောင့်ဒီစာဆောင်ကို ရေးရသလဲ။စာရေးတဲ့လူကဘာကြောင့်ဒီစာဆောင်ကိုရေးရသလဲ။ why ဘာကြောင့်ကဘာဦးချမ်းကိုဖျားရှင်ကရေးထားရသလဲသူရလူတွေတော့တုံးပြူပြီးမှာ ါကြောင့်ခရစ်တော်ဟောပြောတဲ့စကားဒီကိုရေးသားရသလဲရှင်ပေါလုကဘာဖြစ်လို့တမန်သစ္စာဥတီကိုရေးသားရသလဲပရိုဖက်တီယာဟောဘာဖြစ်လို့သူနှုတ်တော်ထွက်တီကိုရေးသားရသလဲအဲအကြောင်းအရာကိုကျွန်တော်ကတိမာတာလင်ဘုရားရဲ့နှုတ်ကပတ်တော်ရဲ့ဆိုလိုရင်းကိုကျွန်တော်ကနားလေသဘောပေါက်နိုင်မှာဖြစ်တယ်အကြောင်းအင်းလို့ဆိုတော့ 5w နဲ့ h ပေါ့နော် how ါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်လေ့လာတော့မယ်တအုပ်ပိတောက်လေ့လာတော့မယ်ဘုရားနဲ့တပိုက်ပိတပိုက်လေ့လာတော့မယ်ဆိုဒီမေခုံးကိုကျွန်တော်ကမေ့ဖို့သိပြီးမှအရေးကြီးပါတယ်အဲကြောင့်ဤစနစ်ကသိပြီးမှအရေးကြီးတယ်ခုနကကျွန်တော်ပြောတဲ့အရာဒီကိုမေခွန်အားဖြင့်ကျွန်တော်စတင်ပြီးမှကျွန်တော်လေ့လာဖို့သိပြီးမှရည်ကြီးတယ်။ဥမာကျွန်တော်ယောမကိုကြည့်မှဆိုရင်ယောမကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာ အဲမိခုမင်းမယ်ဘယ်ချိန်မှာရောမစားဆောင်ကိုရေးထားတယ်လဲနောက်ပြီးကဘာဘယ်သူ့ရှိမှာရေးထားတဲ့စာလဲဘယ်ခံစားချက်အဖြစ်စာရေးစရာရေးတယ်လဲဘာကြီးရွယ်ချက်အဖြစ်ဒီရောမကိုရေးတယ်လဲဘယ်သူကရေးတယ်လဲဘယ်အခြေအနေကြောင့်ရေးရတယ်လဲဘာကြီးရွယ်ချက်နဲ့ရေးရတယ်လဲ ဲ့အကြောင်းအရာတွေကိုမေးခွန်းမေးလိုက်လို့ရှိရင်ယောမကိုကျွန်တော်ကကောင်းကောင်းနားလေသဘောပေါက်မှာဖြစ်တယ်။အဲ့တော့ကျွန်တော်ကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကလေ့လာတဲ့အခါမှာတိတ်ပြီးတိတ်ပြီးခါမှာအရေးကြီးပါတယ်။အဲ့တော့ကျွန်တော်အမြဲတမ်းယောမ ဩဝါဒစာတွေကိုကျွန်တော်ကလေ့လာတဲ့အခါမှာအခုနကျွန်တော်ပြောတဲ့ WH မေခွန်းနေနဲ့ကျွန်တော်မေးလိုက်တဲ့အခါမှာသူ့ရဲ့အဓိကဆိုလိုရင်းတွေကျွန်တော်နားလေသဘောပေါက်မှာဖြစ်တယ်။အဲနားလေသဘောပေါက်ပြီးတဲ့နောက်မှာအဓိကဆိုလိုရင်းကိုတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖျားလူထံမှာဖျားကစာပြီးခါမှာဖွင့်ပြတယ်။အဲ့ချိန်မှာလွဲစရာအကြောင်းမရှိတော့ပါဘူး။ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးဘုရားရဲ့နှုတ်ကပတ်တော်လေ့လာတဲ့အခါမှာအဓိက ဖြစ်တာကိုကျွန်တော်ကနားလေသဘောပေါက်နိုင်ဖို့တကောမေခွန်အဖြစ်စတင်ပါ အဲ့မေခွန်းကြီးကတော့ကျွန်တော်ထပ်လောင်းပြီးမှပြောပြစီဘယ်ချိန်မှရေးထားတယ်လဲဘယ်သူရှိမှရေးထားတယ်လဲဘယ်သူက ရေးတယ်လဲဘာရည်ရွယ်ချက်နဲ့ရေးတယ်လဲဘာခံစားချက်နဲ့ရေးတယ်လဲဘယ်အချိန်နေအောက်မှသူရေးတယ်လဲဘာအကြောင်းရေးရတယ်လဲဆိုတော့မေခွန်းနေမေချင်းအဖြစ်ဖရားရဲ့နှုတ်ကပတ်တော်ကိုတာ၍နားလေသဘောပေါက်တဲ့ဖရားရဲ့သားသမီးတွေဖြစ်ရအောင်အဲကြောင့်ဖရားရဲ့နှုတ်ကပတ်တော်ကိုတွားပြီးခါမှလေ့လာကြည့်လိုက်ဖရားရဲ့နှုတ်ကပတ်တော်ကိုတွားပြီးခါမှလေ့လာကြည့်လိုက် ်လေ့လာတဲ့အခါမှာဒီမေးခွန်းနေနဲ့မေးလိုက်တဲ့အခါမှာအဖြေဒီကတန်းပေါ်ပြီးသားပါအဲ့ခါမှာဒီအတိုင်းမေးခွန်းနေနဲ့မေးပြီးတဲ့နောက်မှာနှုတ်ကပတ်တော်ကိုတကြောင်ချင်းစီရင်ဝိညာဉ်တော်ဖရာရဲ့လမ်းပြမှုအဖြစ်သူ့ရဲ့အလိုတော်အတိုင်းနှုတ်ကပတ်တော်ကိုကျွန်တော်ကစီးပြန်းပြီးမှအတွင်းလူကျွန်တော်ရဲ့အတွင်းလူကိုယ်တိုင်တနေ့ပြီးတနေ့ကြီးထွားလာပြီးမှ က်လူကိုယ်တိုင်တော်မှတဏီပြီးတဏီသူတို့ရဲ့အတ္တဓာဟာကြီးထွားလာမှာဖြစ်တယ်။အဲကြီးထွားလာတဲ့အခါမှာကျွန်တော်ရဲ့အတ္တဓာဟာဖရားရဲ့ရှေ့မှာလူရဲ့ရှေ့မှာအရန်လှပါတဲ့ဘန်းတပွန်ကဲ့သို့လူတိုင်းအတွက်ကျွန်တော်တို့ကအလင်းလင်းပေးနိုင်တဲ့ဖရားရဲ့လူတွေဖြစ်မှာဖြစ်တယ်။ ဲ့ဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာတနေပြီးတနေဖရားရဲ့အလိုတော်တိုင်လျှောက်လာနိုင်ဖို့ဖရားရဲ့နှုတ်ကပတ်တော်ကိုနီးစနစ်ကြကြနဲ့ကျွန်တော်ကလေ့လာတတ်ဖို့ကျွန်တော် WH မေခွန်းနေနဲ့မေးပြီးခါမှာဖရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာကြရအောင်လို့ကျွန်တော်တင်နေခွန်အားပေးချင်ပါတယ်ဆက်လက်ပြီးမှကျွန်တော်လာမယ့်ပတ်ဒီမှာနှုတ်ကပတ်တော်ကိုဘယ်လိုနေနဲ့ကျွန်တော်ကအလွယ်ရဆိုကြမလဲဒီလဲဆိုချင်းအဖြစ်ပါဂျေဇူးရီရတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုလာမယ့်ပတ်မှာကျွန်တော်ဆက်လက်ပြီးခါမှာလေ့လာကြမှာဖြစ်တယ်အဲ့တော့ကြောင့်အဲ့ချိန်မှာလဲကျွန်တော်နဲ့အတူ ကျွန်တော်အသုံးချကြမလဲ။ဘာကြောင့်ရွက်ဆိုတင်တယ်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ကပြန်လည်ပြီးခါမှလေ့လာဖို့အတွက်ကို HMM Live Channel ကလည်းပြန်လည်ပြီးခါမှကြိုးဆိုပါရယ်။ဆရာမိတ်ဆွေနေနဲ့ဒီဖရဲနှုတ်ကပတ်တော်လေ့လာပုံလေ့လာနည်းကို like လုပ်ပြီးခါမှ share လဲလုပ်ပေးဖို့လဲကျွန်တော်မြတ်တရားခံချင်ပါတယ်။လာမယ့်ပတ်မှာနှုတ်ကပတ်တော်ကိုဘလို့ရွက်လျက်ဆိုခြင်းအဖြစ်ဘလို့မျိုးကောင်းကြီးမင်္ဂလာခံစားရတယ်လဲဘလို့အကျိုးရှိတယ်ဆိုတာကို celebrate မှာကျွန်တော်လေ့လာကြမှာဖြစ်ပါတယ်။ကြားနာတော့ရောက်စီတိုင်းပုံမှာဖြန့်ရှင်ကောင်းကြီးပေးပါစေ။